ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့စိုက်ပျိုးစည်းဝါးတောင်သူစကားသံအစီအစဉ်ကိုနားဆင်ကြမှာပါအတန်းဖက်စစ်တပ်နဲ့ခရိုနီတွေပေါင်းပြီးဈေးမကိုက်တဲ့စဘာကိုဖိအားပေးစိုက်ခိုင်းဖို့လေယာဉ်မြေဥပဒေကိုတစ်ဖက်လက်နဲ့အသုံးချဖို့ပြင်ဆင်လာပါတယ်ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါတယ်နိုင်ငံသားငွေလိုအပ်ချက်ရှိတဲ့အတန်းဖက်စစ်တပ်နဲ့မြမလေယာစီးပွားရေးလုပ်ငန်းအပေါ်မှာတသက်လုံးကုတ်သွေးစုပ်ချဲလဲလာတဲ့ စံကုန်တဲ့ခရိုနီတွေပူပေါင်းပြီးတီးနှံစီမရလို့ဧကကုံမဆိုင်ပြိုးနိုင်တဲ့လေယာမျိုးတွေကိုဖိအားပေးဆိုင်ခိုင်းဖို့အတွက်လေယာမျိုးဥပဒေကိုခုရုံးလုပ်ပြီးရန်ကုန်ပဲခူးအေယာဝတီလိုစပားဆိုင်များတဲ့ဒေသတွေမှာဆိုင်းဘုတ်တွေလိုက်လံစိုက်ထူထားကြတာဖြစ်ပါတယ်။သွေးရောစုတွေဈေးကြီးလာသလောက်စပားဆေးကတင့်တော်တဲ့ဈေးနှုန်းတွေဖြစ်မလာတဲ့အခါယာတီတွေကုန်ဆုံးလာတာနဲ့အမျှမိသားစုလောက်အားကိုယ်တော်ထဲမတွက်ပဲကျွန်ခံစိုက်ပြိုးလာတဲ့လက်သမားတွေဟာ လက်ရှိ2025ခုနှစ်မိုးရာသီမှာတော့အခြေအနေအဆိုးဆုံးကိုရောက်ရှိလာတယ်လို့ရန်ကုန်တိုင်းအတွင်းမှာစပားဆိုင်ပြို့သူတောင်သူတူကအခုလိုပြောပါတယ်။ဈေးလုံးလေးကိုလည်းအဲ့လိုပေါ့ကျွန်တော်တို့15ဒိန်ပတ်လေလောက်ပေါ့အကျန်းအဲ့လိုလေးထွက်နေမလို့ကျွန်တော်တို့ကမျှတာတောင်သူတွေကမျှတာတယ်။တောင်သူကတော့ဒီလုပ်ငန်းတစ်ခုပဲလုပ်တတ်တာ။အခြားလုပ်ငန်းလုပ်ပါဆိုလည်းမလုပ်ဘူး။သူ့ရဲ့ဝါသနာရရဲ့မီးဟုတ်ပလာရဲ့ပေါ့နော်ဒီလေလုံးနဲ့အတွက်နှစ်ဆင်သူကရှုပ်ဆုံးပြန်ပဲလေပဲလုပ်တယ်။ဒါမဲ့တောင်သူတွေကတပိပိနဲ့ကုန်းကောက်ဆရာမရှိတော့ဘူး။ဈေးလုံးနဲ့ပေါ့နော်အဲ့လိုပြချလေပြီးတော့တခါလေကျွေးတွေကလည်းမရှင်းနိုင်ကြဘူးပေါ့။ အဲ့တော့ကျွန်တော်တို့ကလိုချင်တာကတော့လေတမားလေးအားလုံးအစီအမရောက်ဆို15စီးစီးလောက်ဈေးလေးကိုတပည့်လောက်သွားမယ်ဆိုရင်ကျွန်တော်တို့လည်းအကျိုးရှိမယ်နိုင်ငံတော်တို့လည်းအကျိုးရှိအတန်းဖက်စစ်တပ်ဟာစပားကရတဲ့ဝင်ငွေကိုသာရလုပ်ပြီးလေယာဉ်မြူတွေကိုပြုပြင်ဖို့မြို့ကောင်းမြို့တန်နဲ့စိုက်ပျိုးစရိတ်ချင်းငွေတွေအချိန်ခါမီရရှိဖို့သွေးအားစုတွေရဲ့ဈေးနှုန်းနဲ့အရေးသွေးကိုထိန်းသိမ်းဖို့တင်းနံဈေးကွက်ခိုင်မာဖို့စတဲ့လေယာဉ်မြေပြုပြင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်တာမရှိခဲ့ပါဘူးလေယာဉ်မြေပြုပြင်ရေးလုပ်ငန်းတွေကိုဝင်ကြီးဌာနတွေကတိတိယောက်ဆောင်ရွက်နိုင်တာမရှိဘဲ တောင်သူအရေးလေယာမြေအရေးကိစ္စတွေကိုစံစဘာအတင်းချုပ်အမြေခံစံကုံတဲတွေလက်ထဲကိုသာဝါကွက်အပ်ထားတာမူတောင်သူတွေဟာကြာတနာမှနွားချမ်းသာမဲ့ဖြစ်ကိုရောက်ရှိနေကြရတာဖြစ်ပါတယ်။ဒါကြောင့်အကျန်းဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်စဘာစိုက်ပျိုးတဲ့ယာတီဆယ်ယာတီမြောက်ဖြစ်လာတဲ့လက်ရှိ2025ခုနှစ်မိုးစဘာယာတီမှာစဘာစည်းကွက်ကဇက်တိုက်ကျဆင်းလာတယ်လို့မဆိုင်ပြိုးနိုင်တဲ့လေယာမြေတွေမြေလက်ထားတယ်လို့မဖြစ်အောင်ဖြစ်တယ်လို့ကြဲထားတဲ့စဘာခင်းတွေပိုပြီးများပြားလာခဲ့တာဖြစ်ပါတယ်။ စပားစီမကောင်းလို့တရားတီထက်တရားတီအကျွေးဝင်ပြလာတဲ့လက်သမားတွေဟာရွာလေလမ်းမဘေးကအနီရောင်ဆိုင်းပုတ်တွေကြောင့်ကိုယ်စိတ်နှစ်ပါပိုပြီးညှိုးနှံလာကြတာဖြစ်ပါတယ်။ဆရာကြီးဆရာကြီးကရှုံ့ဆုံလိုက်လာလေသမားကြီးလည်းတဖြည်းဖြည်းနဲ့ကတော့ငိုချင်မနဲ့ပြုံးနေပဲရင်ဆိုင်ရတော့ပါဘောနော်။မြမလေယာမျိုးတွေမှာထုံဆက်တွေရိတ်ချွေဆက်တွေမြင်လာရတာကလူနဲ့နွားနဲ့ထုံရထေရကနေယာတီဥရုကပိုပြီးဆိုးရလာတဲ့အပြင်လေယာမျိုးတွေကိုစွန့်ခွာလာတာကြောင့်လေယာလောက်သာရှားပါလာလို့သာဖြစ်ပြီး အကျိုးမြတ်ကြောင့်ထိုက်တဲ့နေပြည်များစက်ပစ္စည်းကရိယာနဲ့ပုံမှန်ဖွင့်ပြလာတဲ့အခြေအနေတော့မဟုတ်ပါဘူး။သွေးအားစုဈေးကြီးတာအချိန်ကုန်တက်တာပြီးစပားအထွက်နဲ့အရေးသွေးတွေကိုတိုးတက်စေမဲ့လေယာမြေပြုပြင်နိုင်ခြင်းမရှိတာတီးနှံဈေးကမခိုင်မာတာအမျိုးမျိုးသောပိုးယောဂါပေါင်းတဲ့အစိုးဘက်ကိုတိတိတတ်တာပြောင်းလဲလာတဲ့ရာသီဥတုထံကိုရှေ့ဆုံးကခံရတဲ့လေသမားတွေကိုအမျိုးသားအဆင့်ကောက်ွက်ပေးနိုင်တဲ့အဖွဲ့အစည်းမရှိတာတွေကြောင့် လက်ရမြေတွေကိုသီးနှံအပြည့်ဖြည့်ဖို့အာမတန်မန့်လျှော်လာကြရတာဖြစ်ပါတယ်။သီးနှံစိုက်ပျိုးထုတ်လုပ်သူတောင်သူတွေမှာဒီလိုအခြေအနေတွေရှိနေပေမဲ့လည်းတက်တက်လုံးစိုက်ပျိုးထုတ်လုပ်လာတဲ့တောင်သူတွေရဲ့လက်ရမြေအပေါ်ထားတဲ့တန်ရုံးစင်ကိုခုရုံးလုပ်ပြီးတော့ခရိုနီတွေအကျိုးများရဖို့အတွက်အတင်းအဓမ္မလဲဆိုင်ခိုင်းဖို့စိုင်းပုတ်အနီတွေနဲ့နီးညမပြတ်ဖိအားပေးနေကြတာပဲဖြစ်ပါရဲ့ရှင်။အခုတင်ဆက်ပေးခဲ့တဲ့မြေပြေသတင်းအကြောင်းအရာတွေကိုတော့သတင်းတော့ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါရဲ့ရှင်။